ုံးဝင်မင်္ဂလာညီကိုများကိုကတော့ကြက်ချက်မှာကြက်စာလဲကျွေးတာပါလားကြက်စာလဲကျွေးတယ်ဒီမှာအဲမှာရှိတယ်ပါလားဒါပေမဲ့မေးရတဲ့ညီကိုတွေပါလားကျွန်တော်ဒီရန်ကုန်ကိုကြက်ပုတ်ရတဲ့အတွေ့ကြုံအချောင်းကိုကျွန်တော်လည်းနေ့တော့ဒီထဲမှာကျွန်တော်ရှင်းပြမှာနော်ဒီမှာကျွန်တော်အတွေ့ကြုံတခြားညီကိုတွေကလည်းဘလို့အတွေ့ကြုံလဲတော့မသိရန်ကုန်မှာတိုက်နေညီကိုတွေရှိရင်လဲကျွန်တော်ကိုနည်းနည်းပါးပါးပေါ့နော် တော့မှအမရေးထားလို့ရတယ်။ဘာဖြစ်လို့လဲကျွန်တော်ရန်ကုန်ပို့ရတဲ့အတွေ့အကြုံပါပေါ့နော်။ရန်ကုန်ပို့မယ်ဆိုရင်ကြက်ကတကယ်ကို special ကောင်းမှပို့တိုင်လို့ရမှာနော်။တောင်းတောင်းဘလောက်ချီကောင်းတာတို့နဲ့တမလုံးနဲ့မရအောင်ပေါ့နော်။ဘာဖြစ်လို့လဲရန်ကုန်မှာကနေစုံကလူတွေကတိုက်တယ်ကြက်ကောင်းတွေကလည်းတော့မင်းများတို့ဆောင်ရတဲ့ပွဲပေါ့နော်ဆိုတော့တို့ကជីជីជីတိုက်တဲ့ဥစ္စာကိုပြောတာနော်ជីငငယ်အေးပေါ့ ဒီ20 30ကိုကျွန်တော်မပြောဘူးပေါ့နော်ကြီးကြီးတိုက်တိုင်းကြီးကိုတကယ်ကိုရှေ့ကောင်းမှာပေါ့နော်ရှေ့ကောင်းမှာဖြစ်ဆိုတော့ကျွန်တော်ပို့သွားနေတဲ့ boss ကြီးကနဲ့လေကျွန်တော်နဲ့လေစကားတွေပြောတာပေါ့နော်ပြောရင်းနဲ့သူကလည်းသူ့စီမှာတွေးကြုံရတဲ့ဟာတွေသူကပြောပြတာပေါ့နော်ဆိုတော့တကယ်ကိုကောင်းမှရမှာပေါ့နော်တုံတောင်ကြက်ရနဲ့တော့မပို့ပါနဲ့အချိန်ကုန်နေဦးရေကုန်နေပေါ့နော်ခိုင်းရနေပို့သွားမှဆိုရင်လမ်းစီကုန်တာပဲဖတ်တင်ပေါ့နော်ဒါပြည့်ဆိုတော့ရန်ကုန်မှာတကယ်ကိုကြက်ကောင်းမှ သူဝိုင်းနေဝင်လို့ရပါတော့တောင်းကြက်နေရတော့သူတွေပြောတဲ့ကြေးကောင်းတိုင်းလဲကြက်ကောင်းမဟုတ်ဆိုတဲ့စကားဒါကတော့မှန်လားမှားလားတော့ကျွန်တော်လည်းမသိကျွန်တော်အမြင်ကတော့ဒီစကားကြီးမှားလို့ပဲမြင်တယ်ဘာလို့မှပြောဆိုတော့ကြေးမကောင်းဘဲနဲ့ဘယ်လိုမှကြက်ကောင်းကြေးကောင်းမတိုက်ဘူးနော်ပြောဆိုကြေးကောင်းမှပဲကြက်ကောင်းမှပဲကြေးကောင်းတိုက်မှာနော်ဘာဖြစ်ဆိုဘယ်သူပြောလိုက်လို့လည်းမသိအတော့တောင်းအောင်နှောင်းနေတော့ တိုက်လို့မရဘူးနော်။ဘာဖြစ်လို့ဆိုတော့တကယ်ဥပမာဘာမှမကောင်းတဲ့ကြက်ကိုကြီးကောင်းသတိုက်လိုက်ရင်တိုက်တဲ့လူမိုးရောမှာပါနော်။ဒါလေးကူတော့သိတာရှိချင်တယ်။ကျွန်တော်ရဲ့အတွေ့အကြုံကတော့ရန်ကုန်ပို့မယ်ဆိုရင်တကယ်ကို special ကောင်းမရမှာနော်။အဲ့ဒါမှပဲကြီးကောင်းတိုက်လို့ရမယ်။တောင်းတောင်းကောင်းတာလောက်ရတော့သူကြီးရဝိုင်း။ပါအလုံးလို့မရတဲ့ချက်တွေရှိတယ်ပေါ့နော်အဲကြောင့်မလို့တကယ်ကိုသူကောင်းမွန်တဲ့ချက်မှတာကြက်ကိုမှတိုက်လို့ရမှာဖြစ်ပါတယ်ကျူးတင်ပါလိမ့်မယ်ပါ